ော်လံမျိုးတွေအားလုံးပဲငလင်ဘေးနာမှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရီဗော်လူရှင်း channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေး reaction လို့သွားပေးမှာတော့ယနေ့ April 9ရက်နေ့အနည်းလာနေ့ရဲ့မနက်ပိုင်းတီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုညို့ဖော်ပြမှာပြီးတော့ဖြစ်တဲ့အတွက်လူတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးလို့ဒီနေရာကနေပြီးကြောင်းဆိုလိုက်ပါရစေ။ Round 3နေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျူးစီပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1529ရက်ရှိပြီဖြစ်ပါရစေ။ရဲတာအတွင်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုသင်းရင်မှာတော့

ကြောက်တရာကြီးဟာလူနေရက်ွက်တွေပေါ်ပြိုကျလာတော့မှဘေးအနေနဲ့ကြုံတွေ့နေရတာအားလုံးသိမှာဖြစ်ပါတယ်။အဲဒါကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်ဆိုပြီးကြောက်တုံးကြီးအောက်ခြေမှာရှိတဲ့ရက်ွက်တင်းကလူတွေကိုတော့နေအိမ်များမှာယာယီစွန့်ခွာရှောင်တိန်ခိုင်းထားတာဟာ6ရက်4လ2025ရဲ့နေ့မှာမိုင်းခွဲဖြူချဖို့စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။ကြောက်တရာကြီးနဲ့ကြောက်တရာစီဒီယာပုံမြင်ဆန်းဆန်းဇန်နာရီဆန်းဆန်းယုံတန်းစကားများနဲ့ပြည့်နေနေတဲ့စိတ်ဝင်စားဝဲရသမိုင်းအမွေနှစ်တခုလည်းဖြစ်ပါတယ်။ဒီကြောက်တရာကြီးဟာကြောက်စင်မြို့မှာဈေးကြီးရဲ့အရှိမြောက်ဖက်ရွှေသာလောင်းတောင် အောင်ကားဆောင်မှာတည်ရှိနေပြီးအခင်ကထုံးဖြူဖြူဖွေးဖွေးစေကြီးလည်းဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့ရွှေအောင်ကြောက်တုံးကြီးဖြစ်ရွှေစေးများဖြင့်ပူဇော်ခဲ့ကြပြီးစူကြီးရက်ွက်သူရက်ွက်သားများကတရင်ကျိုးလာပြည်ညတိုင်းစင်မီပူဇော်လေးရှိကြလေးရှိရသူတော်ကိုသိရှိရပါတယ်ဒါမှလက်ရှိအခြေအနေမှာကတော့မိုင်းခွဲပြီးတော့ သူချဖြစ်စည်းတော့မနေတာကူရောက်ရှိနေရဖြစ်တဲ့အတွက်တကယ်ကိုပဲမြန်မာနိုင်ငံမှာတော့သမိုင်းဝင်နေရာတွေတော်တော်များများဟုတ်ခတ်ခဲ့တဲ့ငလင်မှာတော်တော်များပါသွားတာကိုတွေ့ရှိနေရပါတယ်။နောက်ထပ်သတင်းမှာတော့စစ်ကောင်စီနဲ့အပြစ်ခတ်ရဲ့စစ်ရေးသဘောတူညီချက်စာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့မွန်ပြည်သစ်ပါတီ MNSPA နဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်းပြိုင်မယ်လို့ကြေညာထားတဲ့မွန်ညီညွတ်ရေးပါတီ MPP တို့ဥဆောင်ပြီးမွန်မျိုးသားညီလာခံကိုကျင်းပခဲ့ပါတယ်။စစ်ကွေးရဲ့တောက်တိုင်နေပေါ့ဗျာ။ဒီလကဲရွေချက်ကတော့မုံမျိုးသားတွေသွေးစီညီညွတ်ရေးတိဆောက်ဖို့ဖက်ထွေပြည်တော်သူတိဆောက်ရေးဆိုင်ရာအခြေခံ ူတွေကိုဆွေးနွေးတုံးသက်ဖို့ဖတ်ထွေပြည်တော်စုနဲ့ကတ်ညီတဲ့ရမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွေးနွေးတုံးသက်ဖို့နဲ့မွန်မျိုးသားအဆင့်ဆိုင်ရာကဏ္ဍအသီးသီးကနေတင်ပြလာတဲ့မူဝါဒတွေကိုဆွေးနွေးဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါမှလည်းဘလို့ပဲကျင်းပကျင်းပပြည်သူကလက်မခံတဲ့စစ်ကောင်စီနဲ့ဥတွဲနေတဲ့အဖွဲ့အစည်းမှန်သမျှဟာတကယ်ကိုပဲပြည်သူစံ့ညမှုကိုခံမှာကတော့အသေးချဖြစ်ပါတယ်။ထပ်တရင်မှာတော့စကိုင်းတိုင်းဘူးတလင်မြို့နယ်ရှိကြေးရွာနေရာကိုအကြမ်းဖက်စစ်တပ်ဟာစစ်တပ်လေဒီတွေနဲ့ပုံကျက်တိုက်ခတ်ခြင်းကြောင့်ပြည်သူတို့ဒုက္ခသည်ဆုံးပြီးဘူးတလင်မြို့တောင်းရစာ ပင်မတပိတ်စီကြောင်းကတာဝန်ရှိသူတို့ကပြောထားတာတွေ့ရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကြီးတိုက်ခတ်မှုကြောင့်အုတ်ကျွံ့ရမှာနေထိုင်တဲ့ဦးအောင်ဇော်မင်းပွဲချင်းမိသည်ဆုံးခဲ့ပြီးပြည်သူနှုတ်လက်ထိခဲ့တဲ့ရန်ရှိခဲ့ကြောင်းနေအိမ်များပျက်စီးမှုရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဂျမ်းဖက်စစ်တပ်ရာဧပြီလ၂ရက်နေ့မှ22ရက်နေ့ထိအပြည့်အအကြောင်းကြေညာထားတော်လဲနိုင်ငံတော်မှာဒေကြောင်းတိုက်ခတ်မှုများဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။နောက်ထပ်သတင်းမှာတော့မန္တလေးတိုင်းမြင်းကြံမြို့တွင် စီမီကုံမြို့ဆေးရုံမှာတဆွဲထားတဲ့ဂျမတ်စစ်သားများကိုတပစ်ပုံပြစ်သွင်းတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်မှတုံးဦးတည်ဆုံကြောင်းမင်းကြံဘလက်တိုက်ကတဖွဲ့ခေါင်းဆောင်ပုံမိုက်ခဲကထုတ်ပြန်ထားပါတယ်။နနက်7နာရီခန့်မှာမင်းကြံမြို့နယ်စီမီကုံမြို့မှာရှိတဲ့ဆေးရုံတွင်ထိုင်ကျတဆွဲထားတဲ့ဂျမတ်စစ်သားများကိုမင်းကြံဘလက်တိုက်ကတဖွဲ့မှရဲဘော်များကလည်းပုံပြအနီးကပ်သွားရောက်ပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ရင်းတိုက်ခတ်မှုတွင်ဂျမတ်စစ်တပ်ဘက်မှစစ်သားတုံးဦးတည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတချို့ရှိကြောင်း MBD တဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်စုခွာနိုင်ကြောင်းပုံမိုက်ခဲကပြောထားပါတယ်။ဒီလိုများနေဖြင့်ငလင်းနယ်ခန်းစားနေရသူကိုသိရှိနားလည်ကြောင်း မြန်မာနိုင်ငံမှာအစိုးရသုံးကာလကိုကျော်ဖြစ်နေရခြင်းဖြစ်ပြီးပြည်သူများအနေဖြင့်ဇွဲမဲ့လျှော်ပဲအာတင်းကကြိုးစား၍စစ်ကောင်စီကိုအမျက်ဖြတ်နိုင်မှတာအခုကြုံတွေ့နေရသောဒုက္ခမျိုးစုံမှာလုံမြောက်နေပြီဖြစ်၍စစ်ကောင်စီတပ်သားများနှီးတွားလာနေထိုင်ခြင်းမပြုလုပ်ကြရန်ပုံမိုက်ခဲကတိုက်တွန်းပြောဆိုထားပါတယ်။နောက်ထပ်သတင်းမှာတော့မန္တလေးမြို့ချမ်းမြတာစီမြို့နယ်ကဂရေဝေါ်ဟိုတယ်ကိုရှာဖွေကယ်ဆယ်ရေးကိုရန်နာလိုက်ပြီးအပြီးသက်ဖြိုချခဲ့တယ်လို့အဆောက်အုံရှင်းလင်းရေးအဖွဲ့ကလည်းပါဝင်သူတွေကပြောထားပါတယ်။အာဟာဧပြီလ6ရက်နေ့နဲ့ပိုင်းမှာဟိုတယ်ရှိမှရှိတဲ့90လမ်းမှာ ရေကိုပိတ်ပြီးထူချခဲ့တာလို့သိရပါတယ်။ဟိုတယ်ရဲ့အစီအပိုင်းတစ်ခုဘဖိုးနဲ့ကုန်နေစဉ်ပြူကြသွားတာလို့ကုညီးဆောင်မြင်နေသူတို့ကလည်းပြောထားပါဗျ။ဂရေဝဟိုတယ်မှာအထက်ရှစ်ထက်စီပေါဝင်တဲ့အဆောက်အုံနှစ်ခုရှိပြီးတောင်ပချမ်းကအဆောက်အုံကငလင်ရောက်ပြူကြခဲ့ပြီးအောက်ဆုံးသုံးတဲ့မြေကြီးတဲ့ပြူကြသွားတာဖြစ်ပါတယ်။မြောက်ဖက်ချမ်းကအဆောက်အုံရဲ့အောက်ခြေသုံးတဲ့ကလည်းမြေကြီးတဲ့ပြူကြသွားတာဖြစ်တယ်လို့ပြောထားပါဗျ။နောက်ထပ်သတင်းမှာတော့ယာယီပြည့်ရတဲ့ဆိုတဲ့စစ်ကောင်စီဟာကလေးမျိုးနဲ့မှာမစ်ဆိုင်းနေနဲ့ရန်တမ်းပစ်ခတ်နေလို့မြို့သူမြို့သားတွေပြဿနာတော်တော်ဒုက္ခရောက်နေကြပါဗျ။အကိုင်းတိုင်းကလေးမျိုးနဲ့မှာ တော်လိုင်းတဖွဲ့တွေကမြေပြင်စစ်လို့ရှားခြင်းမရှိပဲစစ်ကောင်စီကမစ်ဆိုင်းတွေနဲ့ရန်တမ်းပစ်ခတ်နေပါတယ်။ဧပလ6ရက်နေ့နဲ့ည9နာရီချိန်ကစလို့စစ်ကောင်စီကကလင်းမြို့အမြောက်တပ်တွင်းကနေမစ်ဆိုင်းတွေနဲ့ရန်တမ်းပစ်ခတ်နေလို့ ဒေသခံတွေမှာစိုးရိမ်နေရတဲ့အနေအထားတစ်ခုရောက်ရှိနေပါတယ်။နောက်ထပ်သတင်းတွေမှာတော့စစ်ကောင်စီတပ်မှစစ်သားမလုပ်လို့ရာကြောင့်စစ်သားစုဆောင်းခံရတဲ့ထွက်ပြေးခဲ့ပေမဲ့ပြန်လည်ဖမ်းခံရပြီးတပ်သားတွေစုဆောင်းခံခဲ့ရတဲ့အသက်35နှစ်ရွယ်တပ်သားမျိုးမင်းထွန်းဟာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးကိုခေါ်ပြီးလက်နက်တွေယူကာကချင်းလူလတ်ရေးတပ်မတော် KIA ထံအလင်းဝင်ခဲ့တယ်လို့ကာကရှင်တပ်သားမျိုးမင်းထွန်းကပြောထားပါတယ်။အချင်းမီနဲ့ဗမာမျိုးတိုက်ပွဲမှာတော့ဖမ်းပြီးတဲ့စစ်ကောင်စီအဲ့ဒါမှစုဆောင်းထားတဲ့ပြည်သူစစ်မှုထမ်းတပ်သားတွေရဲ့ထွက်ဆိုချက်ကို KIA ကဒီရဲ့ပိုင်းတွေမှာတောက်လျှောက်ဖော်ပြနေရတယ်တွေ့ရပါတယ်။ ခုလင်းဝင်လာတဲ့ကိုမျိုးမင်းထွန်းဟာလည်းရလုပ်ငန်းလုပ်ကန်သူဖြစ်ပါတယ်။တသားသေးလို့ဖို့မဲပေါက်တယ်ဆိုပြီးစစ်ကောင်စီကလာခေါ်လို့ထွက်ပြေးခဲ့ပြီးမှပြန်လည်ဖမ်းခံရပြီးစစ်တင်းနဲ့တယောက်ခဲ့ရတယ်ဆိုပါတယ်။တင်းနဲ့တပီးဗမော်စစ်မြေပြင်မှာတာဝန်ကျနေခြင်းမှာသူဦးစီးပြီးစနအုပ်ပါဖွဲ့ရာ PDF တွေကတဆင့် KIAC ကျိတ်ဆက်လင်းဝင်လာခဲ့တယ်လို့ကာယကံရှင်ကပြောထားတာတွေ့ရှိရပါတယ်။အဲ့လိုပဲဗမော်မှာအတရားတသားသေးစုဆောင်ခံရတဲ့လူငယ်တော်များလင်းဝင်ရောက်လာတာကိုလည်း KIA ကဖော်ပြထားတာဖြစ်တဲ့အတွက်ပြန်လည်မျှဝေပြလိုက်ပါတယ်။အမှုတက်ဗျ။ဒါစကုတ်မြေ။ ဟုတ်ကဲ့စကူဟိုပါစာပါစာနံပါတ်ကြတော့ပါစာ7 7နဲ့69လေးစံပြင်းနေတော့အဲ့ဒီကျူရှင်းပြန်လာတာအဲ့လိုကျူရှင်းပြန်လာတာည7နိုင်ခွဲ7နိုင်လောက်ရှိအဲ့တော့ပကင်းကနေတွေ့တာညဘက်ပကင်းကနေတွေ့တော့သူလည်းမူးမူးနဲ့ဖမ်းလာအဲ့တော့လာအုတ်ကြီးရတယ်လူလူနေတော့ကျွန်တော်မျက်စိကြောက်ရပုံစံဖြစ်သွားအားကြောင့်ကျွန်တော်ထဲလိုက်အမ်ပြောလို့မရဘူးကျွန်တော်ဆောင်းဝဲဖြစ်နေတယ်ဆိုရှားတယ်ဘာမှမဟုတ်ဘူးခဏပဲတဲ့ ။တနေ့ဆိုတာလည်းဖင်းနေကောင်းလည်းပြီးအောင်ပဲဆိုလို့ထည့်လိုက်။အဲ့လိုပါလာ။ကျွန်တော်လူငယ်ဆိုတော့အဲ့ဘာရင်တိတ်မသိဘူး။ဒါပေမဲ့တရားတော့မလုပ်သင့်ဘူးလား။အဲ့ကျွန်တော်အခုကျွန်တော်တစ်ခေါက်ဖြစ်သွားတယ်ဗျာ။ကျွန်တော်လူမျိုးကျွန်တော်တကယ်ကြီးနဲ့တစ်ဖြစ်နေဖြစ်မှာပြောလို့မရအောင်။အဲ့ကြောင့်လူငယ်တွေတလန်းနဲ့အတွက်ကြည့်လည်းမကောင်း။အဓိကတော့အဲ့စီရင်နဲ့ပတ်သက်တာပေါ့အဓိကအလိုရန်သူပြင်းဘာလို့ရမလဲအဝေးရမလားကြီးရမလားတက်ကမလားအဲ့လိုမျိုးပေါ့အဲ့ဒါရုံနဲ့နားလိုက်ပါ ခက်ခဲရတော့ဒီနေ့၃လမှာ၃လလုံးပြီးပါပဲခက်ခဲရတော့အဲ့လိုပဲမြင်သူပြောတာတော့ဒီသူစစ်တရားလို့စစ်မတရဘူးပေါ့အဲ့လိုမြူရင်းလုံးရွေရေလုံးလုံးမလုံးလဲအဲ့လိုပကင်းနေနေပေါ့အဲ့လိုလူရောမယ်ရောက်ကမှနေပါပြော့မြူရင်းပကင်းလောက်ပဲပြဒါမှမဟုတ်လေမြူရင်းစစ်စင်ကြီးလောက်ပဲမြူရင်းစစ်စင်ကြီးဆိုတာအဲ့လိုရောက်ကမှအဲ့လိုစုဘူးလားဘာညာလို့အနေမလက်ထင်းအဲ့လောက်လောက်ပဲပြောတာခြေရန်ထွက်မလို့မပြောဘူး အပြီးလည်းပြောရှင်းရဖို့လားအဲ့လိုကြီးကျွန်တော်တည်ရင်က၄တင်ငါပေါ့၄တင်ငါတည်ရင်ကဒီတက္ကသိုလ်ဝင်းထဲမှာတက္ကသိုလ်ဝင်းထဲမှာကျော်၄တင်ငါတည်ရင်ကဘောင်းအဲ၄၀ရောက်50လောက်ရှိ၄၀ရောက်50လောက်ရှိအောင်သူကဒီကျော်ဒီနဘာစကန်ဒီကိုပေးလိုက်ပြီဗျာဘယ်လိုပြောကံ KI ဘက်တိတ်မိပါအဘစကန်ဒီအိုက်တန်တောက်ချောက်အကုန်သိမ့်ပွားတက္ကသိုလ်ဝင်းနေရထွက်လို့မရနောက်ပိုင်းမှာဘောင်းရှိရ6ရောက်ရှိ ချန်နေလေးရောက်လွတ်လိုက်တယ်ရရတယ်သွားတော့လို့ငါတို့နှစ်ယောက်လည်းကိန်းဆောင်ဝင်စုပြီးတော့ကျွန်တော်နှစ်ယောက်နေခဲ့တာနေရတော့မနေ့သူတို့ဆုတ်သွားကျွန်နှစ်ယောက်ကြံခဲ့တာပေါ့ကြံခဲ့ကျွန်တော်ပုံပြီးကြံခဲ့ကြံပြီးတော့မနေ့ငါးလကြီးခွဲပေါ့29ရက်နေ့တလာပိုင်း29ရက်နေ့ပေါ့မနေ့ငါးလကြီးခွဲတော့လေကြတော့အဲ့ကျွန်တော်တို့ရှေ့အိမ်ပါဗျာ KI ရရှိတာတည်တယ်ဒီတော့ကျွန်တော်တကယ်ကျွန်တော်ရောက်ပါလားလင်းတော့အောင်မယ်ဆိုပြီးတော့ကျွန်တော်ပြေးဝင်လာတဲ့အိမ်နေဝင်ပြီးတော့ကျွန်တော်၄ရက်တွေ့ရဗျာ KI က၄ရက်တွေ့ လူပြည်လေးပါလောက်တာလေပေါ့ဒါပေမဲ့ကျွန်တော်မချိန်ပါဘူးတနေ့နဲ့ကျောင်းမှလည်းတန်းပါတယ်မချိန်ဘူးမဟုတ်ဘူးလို့ကျွန်တော်အလင်းလာဝင်လာလို့ကျွန်တော်မင်းဘယ်ရလဲကျော်ဒီအရှိန်အရာလို့ရှိမှလူရှိတာမရှိတော့ဘူးလို့သူညာ7နိုင်ခွဲလောက်လဲစုပ်သွားပြီလို့တို့ဘာလို့မလိုက်ပါကျွန်တော်အလင်းမုံကိုစောင့်နေတာလို့အဲ့မင်းမိုးလေးဝါလို့အခုမှထွက်လာလို့ရထွက်လာတယ်အဲ့အဲ့လိုနဲ့နှဲ့ရပေါ့ကျွန်တော်ကျွန်တော်တကယ်ချင်းတရားနှဲ့ရအဲ့လိုအဲ့လိုလင်းဝင်ရမင်္ဂလာပါအင်းကျောင်းနာမည်ဦးသွဲပါယူလဖောင်းလေးနဲ့တင်လိုက်ပါတယ်အဲ့တော့ PDF တွေထောက်ဖို့တွေတပုံနေဟုတ်လားငါရဲ့မန့်နဲ့မှဝင်လာပြီးတော့အဖိုးကြီးလာခဲ့စမ်းမှလို့ပြောတယ်မင်းတို့တတိထားငါယူဖောင်းွက်ထားတယ်မင်းတို့ယူဘယ်နေ့ရောက်မလဲတော့မသိဘူးပေါ့ကွာဒါပေမဲ့ငါတို့တွေကစစ်တပ်ထဲမှာစစ်တိုက်ခဲ့တော့လည်းယူရချက်မရှိခဲ့ဘူးဘယ်နေ့ဒီမှာလဲစိတ်ဝင်စားဒီလိုပဲတိုက်ရင်ခိုင်ရင်တည်သွားတဲ့တငယ်ချင်းတွေလည်းအများကြီးပဲเนาะမင်းတို့အဲ့လိုစိတ်ကြောက်လဲမင်းတို့ခွေးလေလူမျိုးခိုင်းနေတာရွေကျက်ပျောက်နေတဲ့ကောင်တွေပေါ့ကွာပြောရရင်เนาะအဲ့တော့ငါတို့က နှစ်ထမ်းပြီးလမ်းလျှောက်နေရတော့တိတ်ပြင်းတဲ့ကောင်တယ်တိုက်ပွဲရှိမှပျော်တာနော်တိုက်ပွဲပျော်တဲ့စစ်သားကြီးတွေပေါ့ကွာအဲ့တော့မင်းတို့ကဖိတ်ခေါ်နေဟုတ်လားအဖိုးကြီးရခိုင်လာခဲ့တော့ချမ်းမြောက်လာခဲ့တော့လာခဲ့မယ်လာခဲ့မယ်မကြအောင်နော်တတိတော်ထားပါငါတို့ကတော့ရောက်ပြီဆိုရင်တော့စစ်ဦးဘလူးကွာဟွန်းလှုပ်ရှင်တာအကုန်လုံးပဲကောင်တယ်ကဲကြားရနော်ဒီကွေးတွေဘလူးမျိုးလှုပ်ရှင်တာအကုန်လုံးခဲ့လဲဆိုတာကဒီစစ်သားတွေရဲ့စိတ်ဓာတ်တွေမှာပေါ်နေရပဲတကယ်ကိုထင်ပေါ်နေတာပဲအဲ့ဒါကြောင့်မို့ ကျွာတွေမှာမျိုးမျိုးသောပြည်သူတွေကိုထိတ်ဆက်နေတာတွေအားလုံးဟာဒီစစ်သားတွေလုပ်နေတယ်ဆိုတာတော့ထင်ရှားပါပဲနော်အဲ့တော့ဘာပဲပြောပြောတပ်မတော်ကြီးမှာတာဝန်ထမ်းဆောင်နေတဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့နောင်တော်တွေညီတော်တွေညီငယ်လေးတွေပေါ့ကွာလေးစားပါတယ်နော်ယောက်ျားထဲမှာမှာစစ်သားဆိုတာလူတိုင်းမဖြစ်နိုင်ပါဘူးအလုံးကျေးဇူးတင်ပါတယ် ပြောပါရင်တော့လူတိုင်းဖြစ်နိုင်ဘူးလို့အုံတော့မရှိပဲယူရချက်မရှိတဲ့ကောင်တွေပဲဖြစ်နိုင်တာတဲ့နောက်ထပ်သတင်းတွေမှာတော့အာနာရှင်စနစ်ကိုလူမျိုးတိုင်းအဖွဲ့တိုင်းတော်လှန်နေတာဖြစ်လို့မူချအောင်မြင်မယ်လို့ KNU တက်မဟာမူကပြောထားပါတယ်ဒီသူတွေဟာစေအာနာရှင်စနစ်ကိုယွန်းရှာမုန်းတီးနေတာထင်ရှားပေါ်လွင်နေကြောင်းကင်မျိုးသားစီယုံ KNU တောင်ငူ KNU တက်မဟာနေ့အတွက်ပြုလုပ်တဲ့စစ်တောင်းကမ်ပိန်းအောင်မြင်မှုရရှိခဲ့တဲ့ပေါ်ကျေးဇူးတင်စကားပြောကြားခဲ့တဲ့တက်မဟာနေ့တက်မဟာမူဘုံမူးချုပ်စောအောဂုတ်စကီကနေပြီးတော့ပြောထားပါတယ် ကမ်ပိန်းရှာထားတဲ့ဘတ်သုံးသန်းဆိုပေမဲ့အမှတ်တကယ်ရရှိခဲ့တဲ့ဘတ်သုံးသန်း6သိန်းဖြစ်ပါတယ်အခုလိုမျောလင့်လာတဲ့ပိုရတာအာနာရှင်စန့်ကျင်တဲ့ပြည်သူတွေဟာတော်လိုင်းရေးဖွဲ့တွေကိုတက်နိုင်ဆုံးကူညီကြတဲ့အပေါ်မှာတက်မဟာမှုကကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်တနင်္ဂနွေနေ့ပါလက်နက်ကင်တော်လန်ခဲ့တဲ့ခွခစ်ကာလာမှာလူမျိုးတိုင်းလိုလိုလက်နက်ကင်ဖွဲ့စည်းတိုင်းလိုလိုပေါဝင်တော်လန်နေတဲ့ဒီခစ်ကာလာမှာဒီတော်လန်ကြီးကမူချအောင်မယ်လို့ယုံကြည်ကြောင်းနဲ့ပြောကြခဲ့ပါတယ်။ဒါပြင်အားလုံးညီညွတ်လိုလာတဲ့ဒီမိုကရေစီဘက်ထရယ် ဒီတော်စုတိဆောက်ရေးလှုပ်ဆောင်နိုင်မှုလဲတက်မဟာမှုကပြောထားပါဗါးနောက်ထပ်သတင်းမှာတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့အတိုင်းပဲရန်ကုန်မြို့မြန်ကုန်မြို့နယ်ကပြူစောထီတွေကိုတင်နှံပေးနေတဲ့အောက်တပီရုံးဝန်ကို40မမနှလုံးနဲ့ပြစ်ခတ်တက်ခဲ့ခဲ့တယ်လို့ရန်ကုန်အာမေတာဝန်ရှိသူတွေကထုတ်ပြန်ခဲ့ပါတယ်အောက်တပီရဲဝန်တွင်ကိုပြစ်ခတ်ခဲ့တာဖြစ်ပြီးပြင်းရမြင့်ပစ္စည်းတွေဖြစ်တာကြောင့်အထူးအကြိုက်တွေကတော့သေချာပေါက်ရှိနိုင်ရောက်တဲ့စစ်စင်ရေးလှုပ်ဆောင်သူအားလုံးဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ကြောင်းကိုလည်းထုတ်ပြန်ထားပါတယ် ရရာတိုင်းဟာဆက်ဆက်နေရဆိုတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာငလင်ဘေးဒဏ်ကြုံရပြီးနောက်ပိုင်းမှာတော့အဓိကဖျားကြီးလေးပြူကြပျက်စီးခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီဖျားကြီးကိုမြင်ញမ်းပြီးတော့စီးပွားရေးဟင်းလောက်ကင်စားတော့ကြီးလေတော်တော်လေးကိုမှဒီချိန်မှာဒုက္ခဒုက္ခတွေရောက်နေရောက်တွေ့ရပါတယ်။လူရကောင်းမရှိတဲ့အတွက်ဒီထောက်ပံ့မှုတွေကလည်းပြီးဝမရရှိတာအပြင်လုံးဝမရရှိနေထားရဖြစ်နေတာပါ။ခြားတာ။သမီးနမရချစ်စုထုံးသမီးနမရပတိချိုးသမီးနမရဝင်း မင်းတို့အကြောင်းမှာပဲစိုက်ပြီးပြပေးတော့ဒီလောက်ပဲဒီလောက်ကစူးစားထားလောက်ပါမပေးဘူးဆိုရင်တော့ဟိုလာဝ2000 3000ပေါ့အဲ့တော့တကယ်လို့ပေးရဆိုရင်လည်းဒီမှာ1000 1000လောက်ပေးတယ်တခါတည်းနဲ့လေအဲ့တော့ပေးတယ်တမျိုးကျတော့ဒီတမန်ရောက်နေကြတော့အောက်ကနေအဖွဲရှင်ပြရတာလေအစားဆုံးပေါ့ကွာတချို့ကျတော့လည်းအဖွဲလိုက်ဆိုတော့စုပေးကြတာမျိုးလည်းရှိတယ်ဒီရှေ့မှာဈေးတန်လေးတွေပါရှိရတယ်အဲ့ဈေးတန်လေးတွေမထိုင်နေကြလောက်တာပဲမကြီးမင်းအောင်ပါဒီနားလေးမှာဆိုရင်ကြွားမုတ်ဖွာလေးရောင်းတယ်ဖျက်ကြီးလိုဘာလို့ရောင်းတယ်အဲ့အိုင်းနားလေးမှာမုတ်ဖွာထားမိကြတာစားနေချိန်မှာလှုပ်အဲ့ချိန်မှာလှုပ်လိုက်တာပဲ ။တမီးတို့ရှိရင်ရရပြိုသွားတာပဲလေ။လူလိန်တာပဲ။လူလိန်တာထိုင်နေကြ။ပြင်းမဲ့ဆိုလူတဲ့တရားထိုင်နေကြပါဗောလူတဲ့တရားပြင်းမဲ့လို့ဟန်ပြင်းလေးတူးတော့ပြီးအောက်ကိုပြုတ်ကြတယ်ဒီလိုကလည်းမြားဦးမြင်းရလုံလာဆိုတော့လေအာဒီဟာလေးမှာအကုန်လုံးစူဝိုင်းပြီးအကုန်ဖတ်ထားရတာအဲ့လိုလုံနေချိန်မှာတိတ်မပြိုသေးဘူးနောက်မှရအချိန်ရင်တော်တော်များလာချိန်မှာဒီမှာအကုန်ပြိုကြပါပြုတ်ကြပါဦးမောင်းတော့ခါတိတ်နည်းနည်းအဲ့ဆဲအဲ့တာဒီလိုလေးတော့ပြိုပြိုင်အကုန်ပြိုကြကုန်ပြိုကြကုန် ီရဲလူရမြောက်တန်းတောင်လည်းလက်ထားလာလိုက်တိုင်းနေကြတာသူကရင်းလို့လှုပ်လှုပ်လဲလှုပ်ပြီးတော့နင်ကျွန်တော်တို့ဖြစ်ကုန်တဲ့နားလေးမှာပြေးလိုက်ပြီးတော့ပြေးကြပြေးကြဆိုတော့တမီးကဒီဘွားနဲ့ကလေးဆိုဒုံးနဲ့ပြေးပြီးဒီအောက်ကိုဒုံးဆင်းလာစင်းပြီးတော့မှအောက်ကတဲလေးထဲမှာဝင်နေတယ်တမီးကပြေးသွားတဲ့အချိန်မှာအောက်ဆင်းမယ်လို့တော့ဓာတ်ရိုက်ကြပါဦးကြောက်တာဘောအဲ့ငါမိဘတွေလည်းမရှိဘူးလေမိဘတွေလည်းလုပ်ငန်းတွေကြတော့ဒီမှာကျကလေးတွေပဲရှိရဆိုတော့နည်းနည်းကြောက်တာမျိုးလည်းရှိရဝမ်းနေရလည်းရှိတယ်ဝမ်းနေရကြတော့ဒီမင်းတို့အကြောင်းရပြုတ်သွားတော့လေနည်းနည်းစိတ်ထဲမှာဝမ်းနေရမျိုးလည်းရှိတယ်စိတ်ဆက်ခုပါဒီအကြောင်းကြီးမျိုးဒီတော့ဒီမှာပဲလောက်စားရလေ ဟေးရိုက်မနဲ့မိုးလင်းရည်ပဲတို့နေရာနဲ့သူဘယ်လိုမျိုးလုပ်စားတာသမီးတို့တနေရာတော့ဒီ menu အကြောင်းကိုပဲမိခိုစားတော့ကြတာကျန်တဲ့နေရာတွေကျတော့တို့နေရာနဲ့သူတို့စားကြတော့နေကြော်လို့လည်းမရဘူးလေနေကြရင်ဟိုဘက်ကြော်လို့မရဘူးဟိုဘက်ကလည်းမကိုလဲရတာထိခိုက်ရရတဲ့မရှိဘူးတန်နေဆုံးရှုံးရတာကျတော့ဒီဒီရောတယောက်တော့ပါတယ်ဒီဟိုကဟိုဘိုးတော်ကြီးတယောက်ပေါ့ဘိုးတော်ကြီးကဟိုဘက်ကဖျားမှာအိမ်နေချိန်မှာပါသွားတာလို့ပြောချင်မှာကြာဧည့်တယ်ဒီတောင်မျိုးကဧည့်တယ်ပေါ့တောင်မျိုးကဧည့်တယ်6ရောက်ပါတော့သူတို့ကလည်းမရဘူးလို့ပေါ်တက်ကြည့်ချိန်မှာငင်းလုံလားအိမ်နေပါရီကကျတော့ဒီမှာဟို 16အိမ်လောက်တော့လဲတယ်ပေါ့ကျန်တာတွေကကျတော့ရိုင်းနာမျိုးလိုပဲလို့ပဲရှိတာကျန်တာတွေကကျတော့16အိမ်ရောက်တော့အကုန်လုံးပြိုးကုန်ကြတာသမီးတို့အိမ်တွေရောသမီးတို့အိမ်တွေကကျတော့ရိုင်းကုန်တာဒီလိုအောက်ကိုဣသွားတဲ့ပုံဖြစ်သွားတာရိုင်းကုန်တာပေါ့တိုးတော့မသိဘူးနော်သမီးကကျတော့ဒီမှာ6နှစ်သမီးကလေးဆက်လိုက်ခဲ့တာဒီမှာအခုဒီငွေလေးကလေး14နှစ်ထိ6နှစ်သမီးကနေဒီပုံမှာဆက်လိုက်ခဲ့တာ မဲနုအောင်ကြောင်းရင်အောက်ထက်မှာဆိုရင်တော့အမောင်ခုနှစ်ခန်းအလင်းခုနှစ်ခန်းရှိရလေမဲနုကအမောင်နဲ့မှလူပြီးအလင်းနဲ့မှတရားထိုင်နေလေဒီအပေါ်ကလေးပေါက်တရားဆိုရင်မဲနုနဲ့တစ်ချက်ပဲရင်ကုံပိတ်တယ်တစ်ချက်ပွင့်ရင်ကုံပွင့်တယ်သူမြဲတဲ့ပညာစကားမပညာတသုံးထတာမလို့ဒါကြီးစပြောတော့တမျိုးလည်းစိတ်ထဲမှာဝမ်းနေမိတယ်ဘာလို့ဆိုတော့ဒီမှာလောက်ကင်စားတော့ရတော့လေဒီမှာတမျိုးကဒီမဲနုအောင်ကြောင်းလောက်ကျွေးနေရဆိုတော့လေအဲကြောင့်မလို့ဒီအားကြီးပြောတော့တမျိုးလည်းစိတ်ထဲမှာနည်းနည်းလေးဝမ်းနေမိတာပေါ့တမျိုးကဒီမှာစောင့်တော့မရှိဘူးဒီငိန်လို့တော့လေအဲ့တယ်နဲ့နောက်ကိုပါသွားတာဘာခဲ့ရပဲတင်မျိုးတော်ပဲတင်အဲ့ဒီမှာဘာခဲ့ရပေါ့တော်တော်ငိန်ဆောက်လို့တာပဲ အရှင်မအိုက်ပေါ်နေဖြစ်ပြင်းကျန်းလာတော့လမ်းတစ်ဝက်ကနေအနီးတက်သွားပြောတယ်မင်းတို့ကြောင့်ဒီပြွားပြီဆိုတော့အရှင်မဆိုင်ချမ်းမှာခုပါလားသူဝန်းနေပါလားဆိုထဲမှာတက်ပြီးမှမလို့တော့ဘူးသူလည်းဒီမှာရောက်ကြတယ်တုံးနေစားတုံးနေစားရှင်တော့ဒီမှာဆိုတော့ဒီမှာပဲစိတ်ဆွတ်လာတာမနေ့မိုးလေရင်တော့မှဒီမှာပဲလာချင်တာခုနကအိမ်နောက်မနေချင်ဘူးသူကဒီမှာလာတာ9နာရီထူမှာဒီမှာဆိုတော့တမီးကမနေ့စောရီဒီမှာဖះရောက်လာပြီးဆွနော်တယ်နေပါလေပန်းလေးပါလာကတ်နေချင်အတန်လေးမျိုးကြားရဲဖះမှာလေအဲ့ဖះမှာဆိုနေတိုင်းဆွတ်ော့ကတ်ကိုဒီအိုင်လေးပြေသွားတော့ဒီအိုင်လေးပြေသွားရောဒီရွာရဟာရေအကုန်လုံးဒီအိုင်ကိုကြည့်ပြီးငိုကြတာပဲ အိမ်နဲ့မင်းတို့ကြားညို့ပို့ပြီးရေးကြည့်တာလူရွာရဲ့လူရဲ့ဒီအုပ်ချောင်းညို့ပဲခွာလို့ကြာလေဒီမှာဆိုပတ်သက်နေပါရဲ့ဝေးပြီးရေးတယ်ပြောတာဒီအိမ်သူတို့အိမ်ပြောတာထားတယ်ဒီမင်းတို့အုပ်ချောင်းပြူတာကပို့ပြီးတော့လဲဆိုးတယ်လို့ပြောတာသူရဲ့အင်ဂျင်နီယာဖြစ်ရှင်လားတမီးရဆက်ချုပ်ရှင်လားအိမ်ကြီးပါလေလုံးမပါဆက်ချိုင်းတာပေါ့တမီးတို့ကလည်းဒီမှာပဲအဲ့လိုမျိုးရကန်းဆက်ပြီးနေမှာပြောတယ်ဒီမှာလောက်ကင်ရတဲ့ဟာတွေလုံးမှာပေါ့